ျွန်တော်တို့ရဲ့အိမ်မက်နဲ့ဝါသနာတွေဟာကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေပါပဲအိမ်မက်တွေကိုအကောင့်ထဲပို့ရင်ပျော်ရွှင်တဲ့ဘဝတွေကို ဖန်တီးကြဖို့မိမိကိုယ်တိုင်အပေါ်မူတည်နေပါတယ်မိမိကိုယ်တိုင်ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ရင်ဝါသနာပါယာကိုရီးယားဘာသာစကားကိုလေ့လာသင်ယူက ပြန်လည်မျှဝေရင်ဝါသနာပါယာနဲ့ဘဝကိုရှောက်လန်းနေသူကတော့စိုးမို့သူပါ အာကျွန်တော်တောင်ကိုရီးယားဆိုမျိုးမှာတော့2015နေစပြီးတော့ကျွန်တော်တို့အာစကားပြောတင်တန်းလေးပေါ့နော်လုပ်ငန်းကိုစကားပြောတင်တန်းလေးပထမဆုံးအနေနဲ့စတင်ပြီးတော့ဖွင့်ခဲ့တယ်ပေါ့နော်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ဝါသနာကဒီစတင်ကြမှုဆိုတာကိုသိလာပြီးတော့ဟော စိတ်ဝင်စားလာခဲ့တာပေါ့နော်အဲဒေတာအရက်အရက်သုံးစကားတွေပေါ့အရက်သုံးစကားတွေကိုလေ့လာထားမှသာသိတာပေါ့စာအုပ်ထဲမှာတစ်ခါမှမဖတ်ဘူးတဲ့ဟာမျိုးတွေရှိတယ်ပေါ့ဘယ်ပြောကြအညောဆေရောအညောဆေရောကျွန်တော်ကျွန်တော်ခန္ဓာရာကိုအင်မီတာရာကိုဟမ်နီတာโอเคဟမ်နီတာတဲ့ကိုရန်ကိုရန်ကိုရဲ့ရော မနဆောဘဂဆုမီတာတမူဝမ်ကြောင်းအတွက်လောက်ကိုင်းနေတဲ့ဒီကျွန်တော်တို့ဝါသနာပါနေတဲ့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီကိုရီးယားဆောင်တင်ကြင်ရပင်ရဘာဖြစ်သွားလဲဆိုတော့ကိုတင်ပေးလိုက်တဲ့လူတွေအောင်မြင်သွားတာကျွန်တော်တို့ရဲ့အောင်မြင်မှုပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးတော့အတတ်မှတ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လူတွေလက်ရှိဆိုလဲကျွန်တော်တပည့်တွေကိုတောင်ကိုရီးယားမှာရောက်ပြီးတော့စီးပွားရေးဆင်မီနာကိုကြည့်ကြင်ရပင်တို့အောင်မြင်နေတော့ကျွန်တော်ရဲ့အောင်မြင်မှုတစ်ခုလိုပဲခံစားရတယ်ပေါ့နော်